Hello အားလုံးပဲဒီကောင်းချမ်းပါပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်เนาะအခုဂျွန်လလေးကတော့ LGBT တွေအားလုံးရဲ့ခုံယူရတဲ့ primary လေးဖြစ်ပါတယ်ဒါကြောင့်ဒီလအတွက် movie recap လေးကိုတော့တကယ်ကြည့်လို့အရန်ကောင်းပြီးတော့မှအာဟာတာလေးနှောထားတဲ့ဒီ VNM LGBT ကားလေးအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ် butterfly house ဆိုတဲ့ဇာတ်ကားရဲ့နာမည်လေးအတိုင်းပဲဒီဇာတ်ကားကိုကြည့်ပြီးလို့ရှိရင်တော့ရင်ထဲမှာလက်ပြလေးတွေပြန်နေတယ်လို့မျိုးခံစားရမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီခံစားချက်ကိုလူတိုင်းတော့မရအောင်နော်။ချစ်ချင်းမြတ်တာကိုတကယ်နက်နက်ရှိုင်းရှိုင်းခံစားပေးတတ်တဲ့သူတွေကပဲဒီကားလေးကိုနားထောင်ပြီးသွားလို့ရှိရင်ရင်ထဲမှာပန်းနေဝေပြီးတော့လက်ပြတွေပြန်နေမှာပါ။ကဲဒါဆိုရင်ဇာတ်ကားလေးကိုစားလိုက်ကြရအောင်နော်။ ဒရက်ကွင်းနေကပြဖြောပြေးတဲ့ဘာဖွင့်ထားတဲ့မစ္စတာကွန်းနဲ့ဟန်နဲ့မှာဟ ோம் လို့ခေါ်တဲ့ဘာတယောက်ရှိပါတယ်။အဲ့ဒီသားကဒီခေးဆောင်တွဲတဲ့ကမစ္စတာကွန်းနဲ့အခြားမျိုးသမီးတယောက်မထင်မှတ်ဖယ်ရလာတဲ့ကလေးလေးဖြစ်တယ်ပေါ့နော်။ဒါပေမဲ့ကွန်းနဲ့ဟန်တို့စပြီးတွဲကြတဲ့ကအဲ့ဒီကလေးလေးကိုနှစ်ယောက်လုံးကအာဖေဖြစ်ကောအမေဖြစ်ကော ပြုစုဆောင်ရှောက်ပေးခဲ့တာဖြစ်တယ်ပေါ့နော်။ ဒီလိုနဲ့အဲ့ဒီကလေးလေးကအရွယ်ရောက်လာပြီးတော့ပညာလဲဆုံးပြီးတော့ကျင်ရလဲဆုံးဖို့အချိန်တန်လာတာပေါ့လေ home ရဲ့ချစ်သူကောင်မလေးရဲ့နာမည်ကမေပါမေရဲ့အဖေကတော့အကြောင်းဆရာဖြစ်တယ်ပြီးတော့သူကအကြောင်းကြီးဖြစ်ဖို့ပေါ့နော်ဒီအပြိုင်ဆိုင်နေရာတူနေတဲ့ကာလဖြစ်တယ်ပေါ့နော်အဲကောင်မလေးရဲ့အမေကကြတော့ဒီ brand 8အတူတွေရောင်းနေသူဖြစ်တယ်ပေါ့နော်မေးရဲ့မိဘနှစ်ပါးလုံးကကြတော့လေအရန်ရှေးရိုးဆွဲတယ်ပေါ့နော်။ဘာလို့လဲဆိုတော့အဖေကလည်းကြောင်းဆရာဖြစ်တယ်ပေါ့နော်။ ရှေးရိုးဆွဲတဲ့အပြင်ပေါ်မှာသူတို့က NGPD တွေကိုနားမလည်ပေးနိုင်တဲ့မိသားစုတွေဖြစ်တယ်ပေါ့နော်။ပြီးတော့ဒီကောင်မလေးကဒီလက်ထပ်ဖို့အတွက်ပေါ့နော်။အင်ကိုဖိနှောင်းတဲ့အခါမှာသူ့မိဘတွေကခွင့်မပြုတဲ့အခါကျတော့ကောင်မလေးကကိုဝင်ရှိရှင်ဟန်ဆောင်ပြီးတော့မှဒီဟာကိုနှစ်ဖက်မိဘတွေ့ဆုံဖို့ဆိုပြီးတော့မှအတင်းစူးစမ်းထားရတာဖြစ်တယ်ပေါ့နော်။ ဒါကြောင့်မလို့ home ဘက်ကမိသားစုအခြေအနေကိုအမှန်တမ်းမချပြပဲနှစ်ဖက်မိဘတွေ့ဆုံတဲ့အချိန်မှာဒါလိုမျိုးပေါ့နော်ဟန်ဆောင်ကြဖို့အတွက်သူတို့စီစဉ်အလုပ်တွေရှုပ်နေကြတာပေါ့နော်ဒီနေရာမှာဟန်က drug queen အဖြစ်ကပြဖြုတ်ပြတဲ့အပြင်သူကခေးအဖြစ်အရန်တည်တာလေသူဖြစ်တဲ့အခါကျတော့ဟိုသူ့ကိုပေါ့နော်တခြားတနေရာကိုခဏတော်ပြီးရှောင်ပေးဖို့အစီစဉ်ချရတာပေါ့နော်ဒါပြောရတော့အားနာပေမဲ့လေတကယ်တကယ်ကျတော့ဟိုနှစ်ယောက်အသားဖောက်နှစ်ယောက်လာပြောဖို့ခက်နေတာပေါ့နော် ဒါမဲ့အဲဒီဟန်ကသူ့တိသွားရပေါ့နော်သူ့ကိုတခြားနေရာရှောင်ခိုင်းမှုဟိုလုံနေဆိုတော့သူကတိသွားတယ်တိသွားတဲ့အချိန်မှာခြားညတော့မသွားရတော့ဘူးဒီအိမ်ထဲမှာပဲသူခဏလေးပေါ့နော်တခြားခန်းမှာပဲရှောင်နေလိုက်မယ်လို့ပြောတယ်ပေါ့နော်သူအရန်တော့ဝမ်းနေသွားတယ်ဘာလို့လဲဆိုတော့ဒီကလေးလေးကိုသူကဟိုးငငယ်လေးတည်းပြုစုဆောင်ရှောက်ပေးခဲ့တာအမေတရားလို့ဖြစ်နေပြီပေါ့နော်ဒါပေမဲ့လည်းသူသားအထွက်ကဒီနီးလမ်းပဲရှိတာကြောင့်မလို့ပေါ့နော်သူကခဏရှောင်နေလိုက်ပြီးတော့ဒီဟိုးငငယ်အမေရင်းကလာပြီးတော့မှတွေ့ပြီပို့ဆိုပြီးစီစဉ်လိုက်ကြတာပေါ့နော် မိရဲ့အဖေကကြတော့ဒီကြောင်းအုပ်ကြီးနေရာရဖို့ပေါ့နော်နံပါတ်1ပြေးနေတဲ့အပြင်အပြန်ဆိုင်တွေကလည်းအရန်များတယ်အဲ့ဒီကြောင်းကနာမည်လည်းကြီးပြီးတော့မှာပေါ့နော်ကလေးတွေကလည်းအရန်တော်ကြတဲ့အကြောင်းဖြစ်တယ်သူ့မှာအပြန်ဆိုင်တွေအများကြီးများတယ်သူနဲ့ဒီပြန်ဆိုင်နေတဲ့တခြားကြောင်းအုပ်နေရာကိုရမယ်သူတယောက်ကလည်းရှိနေရပေါ့နော်အဲ့တော့ဒီအရေးကြီးတဲ့အကြောင်းအုပ်နေရာကိုရဖို့အတွက်ပေါ့နော်ဒီသူတို့ရဲ့နောက်ကျောင်းတွေကိုလိုက်နေတယ်နောက်ရောက်ခံလိုက်နေတဲ့သူတွေလည်းရှိတယ်ပေါ့နော် သူတို့နှစ်ဖက်မိဘတွေးဆုံဖို့ပေါ့နော်ရောက်နေတဲ့မြို့အထိဒီနောက်ရောက်ခံလိုက်လာတဲ့သူတွေပါတယ်ဆိုတာကိုသူတို့သုံးယောက်တော့လုံးဝတတိမထားမိကြဘူးပေါ့နော်ဒီလိုနဲ့ပဲနှစ်ဖက်မိဘအတူတူတွေးဆုံကြမဲ့ရက်လေးကိုရောက်လာပါတော့တယ်မေရဲ့သူ့ရဲ့မိဘနှစ်ပါးရဲ့ဟွန်မနိုအင်ကိုရောက်လာပါတယ်နောက်ကောင်းနေလိုက်ချောင်းနေတဲ့သူတွေလည်းပါတာပေါ့နော် ဟိုနော်ရဲ့အိမ်မှာကတော့ဒီပချီတွေရောအိမ်သုံးပစ္စည်းတွေရောပေါ့နော် တော်တော်များများကတော့ဒီ NGBT ဆန်ဆန်အချော်ဆန်ဆန်ပစ္စည်းတွေများရတယ်ပေါ့နော်အဲ့လိုပချီကားရေဆိုလို့ရှင်လဲဟိုတက်တန်ရောင်နေပြီးရင်အဲ့လိုဝလစ်ဆလစ်ပုံမျိုးတွေစသဖြင့်အဲ့လိုမျိုးပေါ့နော်အဲ့လိုပချီအဲ့လိုမျိုးတွေထားရတယ်ပေါ့နော်အဲ့လိုပစ္စည်းတွေကိုဒီ မရိမ့်မိအောင်ပေါ့နော်အမရိမ့်မိအောင်ဘယ်လိုလုပ်လဲဆိုတော့ဟိုပကြီကားကြီးကိုပြောင်းပြန်ထောင်ထားတာတို့ပစ္စည်းတွေကိုစောက်ထိုးထားတာအဲ့လိုမျိုးကြီးလုပ်ထားပါဘောနော်မီးပြတ်သွားတဲ့အချိန်မှာဖျောင်းနိုင် ထုံမီယူလာတဲ့ဟာကလည်းလော်ပုံရင်းဖြစ်နေတာမျိုးကြီးစတဲ့ဖြစ်ပေါ့နော်အဲ့လိုအလွဲလေးကြီးလည်းကြုံရပါသေးတယ်အဲ့လိုမျိုးပေါ့နော်အလွယ်လွယ်ချော်ချော်ဖြစ်နေတဲ့ဟာကိုဖုံးလိုက်ဖိလိုက်နေပေါ့နော်ဟိုမေးရမိသားစုမေတို့ရဲ့အမြင်မှာကျတော့ဒီအိမ်ရလူတွေထူးထူးဆန်းဆန်းဖြစ်နေတယ်လို့ထင်ကြတာပေါ့နော် home ငယ် ambition ကဒီလမ်းမှာပေါ့နော်ကားပြတ်သွားတဲ့အကြောင်းကိုလှမ်းပြီးဖုန်းဆက်အကြောင်းကြားပြီးရဲ့နောက်မှာပေါ့နော် Mr. Gone Home ကဘာလို့အမှန်မသိအကြက်ရိုက်သွားတဲ့အချိန်ကြီးဖြစ်တယ်ပေါ့နော်အဲ့ဒီအချိန်မှာပဲသူရဲ့တော့ဒီနေကကျောင်းကြီးဆူယ်ယာချို့သူ xin lỗi đã để cho anh chị xui đợi tôi lâu là do đường xá không biết bữa nay là cái ngày gì mà tôi nói nó kẹt xe quá trời ơi con dâu tương lai của tôi đi nào phụng trời ơi dạ cho vợ ông coi chút xíu được không dạ được ạ Cũng. trời ơi nó thơ quá à dạ. lại còn xinh nữa con có biết là con xinh lắm không xinh quá trời quá đất cả cưng ghê á sao lại là trà hả con rượu chứ welcome to you, hoàng ဟန်ကလက်ရှိအခြေအနေတွေအားလုံးအဆင်ပြေသွားအောင်အမေဖြစ်ပြင်ဆင်ပြီးတော့မှထွက်လာတော့တာပေါ့နော်မိရဲ့အဖေကကြောင်းစီရာဆိုတော့ရှေးရိုးလက်ဆန်တယ်ပြီးတော့အဲ့လိုမျိုးအရက်သေးတာတောက်တာရပဲလေသူကတိတ်မကြိုက်ဘူးအဲဒီအင်ရှင်းမှလည်းဘာဖွင့်ထားတာကိုတွေ့တော့သူကမေးတယ်ပြီးတော့ပေါ့နော်ထူးထူးဆန်းဆန်းအဝတ်အစားတွေနဲ့ဘာတွေလဲပေါ့နော်ဟိုသူ drag queen တွေကိုမြင်လဲမြို့သူမျက်စိမှာထူးဆန်းနေရပေါ့နော်ဘာလဲဆိုပြီးမေးရောမေးလဲမေးရောအဲ့ချိန်မှာဟန်ကနေအဲ့ဒါကိုပြန်ရှင်းပြရတယ်ပေါ့နော်ဒါကဘသူတွေပါပေါ့နော်အမှုပညာရှင်တွေပါပေါ့အဲ့လိုမျိုးပြန်ရှင်းပြရတယ် အဲ့ဒီလိုမျိုးပြောရင်ပြောရင်းနဲ့ပေါ့နော်ဒီတော့ဟွန်ဟန်ကစကားပြောကောင်းတဲ့ခါကျတော့သူကအချက်အလက်ထောက်ထားရင်းနဲ့ပေါ့နော်ဒီမတူပွဲပြားမှုအကြောင်းတွေအကြောင်းရောက်တော့အောင်ရောက်တော့အကြောင်းဆရာနဲ့ဆက်ဝင်စားနေနားထောင်နေတာပေါ့နော်သူကစကားပြောကောင်းတဲ့သူဆိုတော့သူကအလိုငီးပြီးကြီးနားထောင်နေနားထောင်နေတော့မေးရဲ့ဒီအမေရတာမှပဲတုံးမင်းနေတို့ပြီးတော့ပေါ့နော်ဟိုရန်ဖြစ်ရတဲ့အထီးပေါ့နော်အဲ့လိုမျိုးသူတို့စကားပြောဆိုတွေအရန်ချိတ်ဆက်မိနေတာပေါ့နော် အမမတူကပြမှုတွေကြောင်းလဲရှင်းပြရတယ်ဝိုင်းနေလဲတောက်ကြရင်းနဲ့ပေါ့နော်တခဲဟိုမှာပဲအာဒီအဆက်အဟတ်တဲ့ပြီးတော့အချိတ်ဆက်တွေမိနေကြရတဲ့အချိန်ဖြစ်တာပေါ့နော်ဒါမဲ့အဲ့အချိန်မှာမစ္စတာကွန်ကဘာလို့အမှန်မသိဘူးသူစကားတော့ပြောနေပေမဲ့ပေါ့နော်တခဲလို့ဒါအအမေရင်ကရောက်လာခဲ့လို့ရှင်ဟုတ်ရဲ့အမေရင်ကရောက်လာခဲ့လို့ရှင်ဘလို့ဖြစ်ကဖြစ်ကြမှာလဲဆိုပြီးတော့မှသူကဖုန်းနဲ့ထွက်ဆက်လို့ရမရအဲ့ဒါနဲ့ပဲမိဖို့ကြောင့်လဲသွားပြီးတော့ပေါ့နော်စာရွက်လေးမှာစာရေးပြီးတော့မှ အာမဝင်လာနဲ့တော့ဆိုပြီးတော့မှစာရေးပြီးတော့မှတကားပေါ်မှာအမြန်ပြေကတ်လိုက်တယ်ပြေကတ်ပြီးတော့စကားဝိုင်းတွေကိုပြန်လာတာပေါ့နော်အဲ့ဒီအချိန်မှာအိမ်တကားမှာပေါ့နော်မဝင်လာနဲ့တော့လို့ကတ်ထားတဲ့စာကိုကျောင်းဆရာနာကိုနောက်ရောက်ခံလိုက်နေတယ်နောက်ရောက်ခံသမားတွေကတွေ့ပြီးတော့မှစာကိုဖျောက်ပြစ်လိုက်တယ်ပေါ့နော်ပြီးတော့ဒီမေးရဲ့အဖေနဲ့အမေနဲ့ကလည်းပေါ့နော်ဒီကလူတွေကတကယ်ထိုးဆန့်နေတော့ဘယ်လိုလဲမသိဘူးဆိုပြီးတော့အဲ့ဒါကိုအမြင်နဲ့တွေးပြီးပြောနေတာပေါ့နော်နှစ်ယောက်သားဘာလို့လဲဆိုတော့တကယ်လဲဟို ဒီအရင်လူတွေကသူတို့ဒီ family ပုံစံနဲ့မတူဘူးပေါ့နော်မိသားစုပုံစံနဲ့မတူတမှုထူးခြားနေတဲ့ပုံစံလေးဖြစ်နေတာပေါ့နော်အဲ့အချိန်ပါပဲဒီမကြီးไม่รู้สาวจ้ะไม่เข้าใจทำไมวันนี้มักกี่ยีมาแกกเซ่กว่าเจอกว่านักลุงอ่ะเออ mẹ của cháu Hoàng Có vẻ hơi thô lỗ Nhưng sự thật là cháu Hoàng có mấy mẹ ruột Dạ chỉ có một thôi Cảm ơn mẹ đã tới chào hai dạ thưa hai bác đây là mẹ ruột của con con xin lỗi con và mai đã nói dối hai bác về chuyện có bầu là con nói dối thật ạ Ơ Cái gì Sao lại thế Tại con sợ bố mẹ không vào đây với con Và muốn bố mẹ cho con lấy anh mà Thì ra là hai đứa cấu kết Để lừa dối chúng tôi Dạ dạ không 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 phải thưa anh Xui Dạ thưa anh Xui Tôi biết là anh Xui đang rất là giận à, Nhưng tôi chỉ muốn nói một cái điều này để anh Xui chị Xui hiểu cho là cái cuộc trò chuyện của gia đình hai bên chúng ta từ nãy tới giờ là hoàn toàn thật tâm thưa anh nhưng mà tại sao chị phải dạ nhân chúng tôi rất là thật tâm phía trước á còn mẹ con thì uh, là một vũ công Nhưng tại sao thằng bé này lại gọi ông là mẹ <laughs> dạ thưa anh xui thì anh xui cứ nhìn tôi rồi nhìn cổ thiệt ra chúng tôi cũng không có khác nhau gì đâu con là mẹ của nó tôi cũng là mẹ của nó chúng tôi như nhau အလိုတွေကြားပြီးနောက်ပိုင်းမှာကျောင်းဆရာရဲ့စိတ်ထဲမှာအယမ်းရှုပ်ထွေးသွားတယ်။သူလုံးဝသဘောမတူနိုင်ဘူး။ဒီလိုရှုပ်ထွေးနေတဲ့မိသားစုနဲ့လုံးဝသဘောမတူနိုင်ဘူးလို့ပြောပြမှာသူကအိမ်ထဲကနေအထွက်သူ့နောက်ကိုနောက်ကနေနောက်ရောက်ခံလိုက်နေတဲ့ထောင်မှန်ရေးသမားတွေနဲ့တွေ့ပြီးတော့သူကအပြင်ကိုထွက်လို့မရအောင်ဖြစ်သွားတယ်။ ဒီလိုလူတွေနဲ့ပတ်သက်နေဆိုတာသိအောင်မှာဆိုလို့ဘာညာပေါ့နော်ပြီးရင် तू ကအာဒီဘားတွေဘားတွေရောက်အိမ်ထဲဘားနေတာတော့ခွင့်ထားတာဆိုတော့ဒီနေရာတွေရောက်နေရဲဆိုတော့ဟောက်သိမှာဆိုလို့ဆိုပြီးတော့မှအာဒီအန်တူတွေကိုမျက်ခြေဖြတ်ဖို့ဆိုပြီးတော့အိမ်ထဲကိုပြန်ဝင်လိုက်တယ် နောက်ဆုံးတော့ဒီကျောင်းအုပ်ကြီးနေရာရဖို့သူကအဆုံးထိခံလုံးမဖြစ်ဘူးအဲ့တော့ဒီနေရာကနေပြီးတော့မှ drug အကွင်းအဖြစ်ပြင်ဆင်ပြီးတော့ဗောနော်သူတို့မိသားစု၃ယောက်လုံးဟိုရအောင်ထွက်ဖို့ဆိုတော့မှ home အကြံပေးတာကိုလက်ခံပြီးတော့မှ drug အကွင်းအဖြစ်ပြင်ဆင်ပြီးတော့အဲ့အင်အားနေလို့အောင်ထွက်လာလိုက်တယ်ဗောနော်ဒါပေမဲ့ဒီမိသားစုတွေ送ပွဲလေးရနေပြီးတော့မှသူတို့နှစ်ယောက်လက်ထပ်ဖို့သဘောတူညီမှုမရခဲ့လိုက်ဘူးပေါ့နော်အဲ့တော့ home နဲ့ main နဲ့ကခဏပြန်ဝေးသွားတဲ့အချိန်လေးဖြစ်တာပေါ့နော် အင်ပြန်ရောက်ပြီးတော့ပေါ့နော်ထမင်းလဲမစားရေလဲမတအဲ့လိုမျိုးပေါ့နော်အသေးကွဲနေတာပေါ့နော်မေရတော့ဟုံးကလည်းသူဘာလုပ်ရမှန်းမသိအကျန်အိုက်နေတဲ့အချိန်ဖြစ်တယ်အဲ့အချိန်ဒီမှာဒီအာကျောင်းဆရာကြီးอ่ะပေါ့နော်သူသမီးရဲ့အချိန်တွေကိုကြည့်ပြီးတော့မှသူစဉ်းစားတယ်အာဒါကငါတို့မွေးထားတဲ့ခလေးပဲသူသူဖြစ်စေချင်တဲ့ဟာကအာဒီတကယ်တမ်းပေါ့နော်ဘာမှလည်းငါတို့အတွက်အပန်းကြီးရလဲမဟုတ်ဘူးစတဲ့ဖြစ်တို့လိုမျိုးတွေ့တယ်ပြီးတော့တစ်ဖက်မိသားစုအချိန်တွေကိုတွေ့တယ်ပြီးတော့အဲ့အချိန်မှာ ဟန်ပြောခဲ့တယ်ပေါ့နော်ဒီမတူကွဲပြားမှုအကြောင်းသူကပြန်စဉ်းစားမိတယ်ပြန်စဉ်းစားမိပြီးတော့မှသူဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်ပေါ့နော်အဲ့ဒီဆုံးဖြတ်ချက်ကဘာလဲဆိုတော့လူကြီးတွေရဲ့အတ္တကိုရှော့လိုက်ပြီးတော့မှဒီသားနဲ့သမီးနဲ့ကိုလက်ထပ်ပွဲလေးကျင်းပပေးဖို့ဖြစ်တယ်လက်ထပ်ပွဲလေးကို ရောက်လာပါပြီအားလုံးကပြောရွှင်နေကြပါတယ်ဒီလက်ထပ်ပွဲမှာပြောတဲ့စကားလေးတွေကလည်းအရန်ဟိုနားထောင်လို့ကောင်းတဲ့အတွက်ကြည့်ပေးကြအောင်နော်ကြည့်ရအောင်ညချိုင်းမညချိုင်းဥစ္စာတော်တဲ့ chỉ nói lời cảm ơn tới các vị rồi chúng ta cùng nhau chia sẻ niềm vui cho hai cháu nhưng bây giờ tôi muốn chia sẻ một điều mà nếu như tôi không nói ra thì tôi nghĩ tôi sẽ hối hận cả cuộc đời phải ngoài vân ra tôi còn có một người vợ nữa chính người này đã âm thầm lo lắng cho hai cha con tôi bấy lâu nay mặc dù là mình đã yêu cầu thôi mình sẽ dán mặt trong ngày cưới của con hai mươi năm mình đã âm thầm nằm trong bóng tối rồi mình tôi muốn ngày hôm nay mình phải bước ra ánh sáng mình lên cho tôi đi mình cái thằng nhóc nó quá dễ thương nó sống có hiếu với ba với má của nó như thằng hoàng thì không phải chỉ riêng tôi đâu bất cứ một người phụ nữ nào cũng mong muốn mình được làm mẹ của nó được yêu thương được chăm sóc cho nó ကြည့်ပါဦးချစ်ချင်းမြတ်တာဆိုတာတကယ်ကိုလှပပြီးတတ်ဝင်နေတဲ့အရာလေးဖြစ်ပါတယ်ကြည့်လိုက်တာနဲ့ဘလို့ချစ်ချင်းမျိုးမဆိုကြည်နူးစရာအရန်ကောင်းတယ်ဒါကြောင့်မလို့ဒီစကားလေးကကျမတို့အဲဒီကြည့်လိုက်တိုင်းပေါ့နော်လက်ပြလေးပြန်နေမယ်လို့ပြောတာဖြစ်တယ်ပေါ့နော်ဆိုတော့ယောက်ျားနဲ့မိန်းမပဲချစ်ချင်းမိန်းမအချင်းချင်းပဲချစ်ချင်းယောက်ျားအချင်းပဲချစ်ချင်းဒါကချစ်ချင်းမြတ်တာပဲဖြစ်တယ်ကျမတို့ကတယောက်ပေါ်တယောက်မုန်းတီးရန်ရှာပြီးတိုက်ခိုက်နေတာမဟုတ်ဘူးချစ်ချင်းမြတ်တာက တခဲကိုနားလည်လက်ခံပေးမယ်ဆိုလို့ရှိရင်လှပါတဲ့အရာလေးတစ်ခုဖြစ်တယ်ဒါကြောင့်မလို့ကျမတို့ကလည်းချစ်ချင်းမြတ်တာတိုင်းကိုလက်ခံပြီးတော့မှအမုန်းတရားတွေအားလုံးကိုတိုက်ထုတ်ချဖို့တော့အရေးကြီးတယ်ပေါ့နော်ဆိုတော့ဒီစကားလေးကြည့်ပြီးတော့ရင် အားလုံးလည်းတခဲသဘောကျကြမယ်လို့မျှော်လင့်ပါတယ်နောက်ပတ်ဒီမှာလည်းမတူတဲ့အကြောင်းအရာလေးတွေကိုပြောပြပေးဦးမှာမလို့ဒီ channel လေးကို subscribe လုပ်တာပြေးကြပါအောင်เนาะတတနောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်เนาะ